မင်္ဂလာပါဒီနေ့တော့ differences of tila morality tila အမျိုးမျိုးနဲ့ပတ်သက်တာကိုမျှဝေသွားမှာဖြစ်ပါတယ် tila ဆိုတာစောင့်ထင်းခြင်းပဲဖြစ်တယ်ကာယကံမှုဝစီကံမှုမနောကံမှုစင်ကြယ်ခြင်းတွေဟာ tila ပဲဖြစ်တယ်လို့လည်လာမှတ်သားရပါတယ် In this slide, Tila is polywords. တိလဆိုတာပါဠိဝေါ်ဟာရဖြစ်ပါတယ်တိလ is good deeds and good actions ကောင်းသောအကျင့်လို့လည်းအဓိပ္ပာယ်ရပါတယ်အဲတိလ is a keeping well and working well ကောင်းစွာဒီကောင်းတဲ့အကျင့်ဆိုတာကလည်းပေါ့နော်ကောင်းစွာထားရှိခြင်းကောင်းစွာလုဆောင်ခြင်းတို့ပဲဖြစ်တယ်အဲ ကောင်းစွာထားရှိခြင်း keeping well ကောင်းစွာထားရှိခြင်းဆိုရမှာလေ physical actions and verbal actions ကာယကမှုဝစီကမှုတို့ကိုဖျို့ဖျဲမဖြစ်ရလီအောင် ကောင်းစွာထားရှိခြင်းပဲဖြစ်တယ်ကုသိုလ်တရားမှန်သမျှဟာသီလရှိသူတွေရဲ့တန်တန်မှာပဲကောင်းစွာဖြစ်ပွားနိုင်ပါတယ်ဒါကြောင့်သီလဟာကုသိုလ်ဟူသမျှတွေရဲ့အကြောင်းအရင်းဖြစ်တယ် ဒီကုသိုလ်တရားတို့ဖြစ်ပွားအောင်လေလှုပ်ဆောင်တတ်တဲ့အရာဖြစ်တယ်။တိလဆိုတာကာယကံမှုဝစီကံမှုတို့ကိုယုံရင်ကြံတန်းအောင်ဖြစ်ခွင့်မပြုဘဲနုညံ့သိမ်မွေ့အောင်ကောင်းစွာထားရတဲ့သဘောလေးရှိတယ်။ It is called virtue because the good deeds actions kutala of the virtuous behavior increases ဒါကြောင့်ကုသိုလ်တရားတို့ အဆင့်ဆင့်တိုးပွားအောင်လှုပ်ဆောင်တတ်တာကြောင့်သီလလို့ခေါ်ပါတယ်။အင်း And then တိတ head is changed to သီလအချို့ကတော့တိတဆိုတဲ့ဒီဥကောင်းဆိုတဲ့စကားကနေရွေလျောပြီးတော့သီလလို့ပြောင်းလဲတာလေလို့ဆိုတာကိုလ ీల မှတ်သားရတယ်။တတ္တဝါတွေဟာဥကောင်းပြတ်သွားရင် ကိုခန္ဓာတစ်ခုလုံးပေါ့နော်တစ်ခုလုံးပဲပစ္စည်းရတော့တယ်လို့တိလတရားပစ္စည်းရင်ကုတုတရားအလုံးစုံပစ္စည်းတော့တာပဲဖြစ်တယ်။အချို့ကတော့တိတလ is change to တိလအပူငင်းအချင်းတိတလဆိုတဲ့ပုဂ္ဂံဤအလေအခရာ middle ta is elided အလေအခရာတပြုတ်ပြီးတော့မှတိလဖြစ်လာတယ်လို့ဆိုတာလေလ ీల မှတ်သားရပါတယ်။ တတ္တဝါတို့ရဲ့တန်တန်မှာကိလေသာအပူဟုသမျှမြင်းအေးစေတတ်တဲ့သဘောရှိတာကြောင့်မူတီလလို့ဆိုလိုခြင်းပဲဖြစ်ပါတယ် There are many kinds of tila တီလအမျိုးမျိုးရှိပါတယ်အဲ့ဒါ၄ကတော့စရိတတီလဝရိတတီလဝိဒတိတီလ အဝိရတိတိလာလောကိယတိလာလောကုတ္တရတိလာဟိနတိလာမစ္စိမတိလာပဏိတတိလာအထာဓိပတိယတိလာလောကာဓိပတိယတိလာဓမ္မာဓိပတိယတိလာဘိက္ခုတိလာဘိက္ခုနီတိလာအနုအနုပတံပန္ဒတိလာ ကဟထတိလာပဂတိတိလာဗြဟ္မစရိယပြင်စမတိလာဝိရမဏိတိလာစိတနာတိလာတို့ပဲဖြစ်တယ်စရိတတိလာ The Buddha has given guidance to do good deeds and responsibilities, such as duties towards teachers and other duties with positive deeds. to be fulfilled by respective persons ဖျားရှင်ကမိန့်တော်မူပြီးတော့ညွှန်ကြားခဲ့တာပေါ့နော်ဟောပြညွှန်ကြားခဲ့တာဒီကတော့ဒီအမှုကပြုကျင့်ရမယ်လို့ပြည့်ညတ်တော်မူတဲ့အာစရိယဝိစရှိတဲ့သိခာပုတ်တိကိုဖျားရှင်အလိုတော်ကြအတိုင်းလိုက်နာပြုကျင့်ခြင်းဟာသရိတသီလပဲဖြစ်တယ်လူတကာတွေပေါ့အပေါ်မှာပေါ့နော်ဒီဆရာကလည်းဆရာဝတ်ကြည်ရမယ်ပေါ့နော်ဒီလိုမျိုး ဆိုင်ရာဆိုင်ရာကိုယ်နဲ့သက်ဆိုင်တဲ့ responsibilities duty တာဝန်ဝတရားတွေကိုဟိုသိခါပုတ်တည်ပေါ့နော်ဒါတွေကိုအဲဖျားရှင်မိန့်တော်မူတဲ့အတိုင်းပဲပြုကျင့်ရမှာဇာရိတတီလ they are all classified as sarita tila the good moral deeds to be done or positive tila နော်အချုပ်ပြောရမယ်ဆိုရင်တော့ဇာတိတသီလဆိုတာကောင်းသောလုပ်ငန်းတာဝန်ဒီဝိတရားတွေကိုလိုက်နာဆောင်ရွက်ခြင်းနော်ဥပမာဘာသာရေးကျင့်ဝတ်တွေရင်ကျေးမှုကျင့်ဝတ်တွေလူမှုရေးကျင့်ဝတ်တွေကတော့ဒါလိုက်နာဆောင်ထင်း ဆောင်ရွက်ရမယ်ဇာတိတသီလအများပဲဖြစ်တယ်လို့လေ့လာမှတ်သားရပါတယ်ဝရိတသီလ there are duties and responsibilities for avoidance or non-transgression such as the four parasika offense ဒီအမှုကိုမပြုကျင့်ရဘူးလို့ပြည့်ညတ်တော်မူတဲ့ပါရာဇိကအဆရှိတဲ့ဒီတိတ်ခါပုတ်တီကိုဖျားရှင်အလိုတော်ကြောင့်ဆောင်စည်းထိန်းသိမ်းခြင်းကဝရိတတိလာပဲဖြစ်တယ်။ such moral restraints mean ဝါရိတတိလာတော့ဒီလိုမျိုးမကောင်းမှုတွေကိုရှောင်ကျဉ်ခြင်းကတော့เนาะဝါရိတတိလာပဲဖြစ်တယ်ဒီဖျားရှင်တမ်းမြင့်ဟောကြားခဲ့တဲ့သူ့တက်တတ်ခြင်းသူ့ဥစ္စာခိုးခြင်းစတဲ့ဒုစရိုက်မှုတွေမှာရှောင်ကျဉ်ခြင်းပဲဖြစ်တယ်ဒုစရိုက်မှုတွေကိုကမ္မပဋ္ဌာမြတ်အောင်ကျွလွန်မယ်ဆိုရင်တော့မုချအပေကိုကြမယ်ရှောင်ကျဉ်မယ်ဆိုရင်တော့နတ်ရွာတုဂရီကိုမုချရောက်မှာဖြစ်တယ်ဝါရိတ္တ တီလာလို့ခေါ်တဲ့၅ပါးတီလာဟာခတ်သိမ်းသောသာသနာအတွင်းမှာသာသနာအပတို့၌သာသနာအတွင်းသာသနာအပတွေမှာ လူတို့ဟာခဝိပစုကဲ့သို့အမြဲဆောင်ထင်းနဲ့တီလာဖြစ်ခြင်းကြောင့်မူဒီတီလာကိုနိစ္စတီလာလို့လည်းခေါ်တယ်။တတလုံးမကျိုးမပေါရအောင်သူတော်ကောင်းတို့အလေးမြတ်ပြုရတဲ့ကျင့်စဉ်ဖြစ်လို့လည်းဂရုဓမ္မတီလာလို့လည်းဆိုပြန်ပါတယ်။အရိယာသူတော်ကောင်းနေနှစ်သက်မြတ်နုအတ္တကြောင့်အရိယာ ကန္တသီလလို့၎င်းအင်ယာတီထောင်လူဝကြောင့်မှတ်သမျှစောင့်ထင်းအပ်လို့ဒီလိုသီလကိုဒီသီလကိုဟောဂဟထသီလလို့လည်းခေါ်တယ်ကိုနှုတ်နှလုံးကိုနှုတ်နှစ်ပါးတို့ကိုပေါ့နော်မကောင်းမှုမှမပြုမိအောင်စောင့်ထင်းခြင်းရှောင်ကျင်ခြင်းဖြစ်လို့လည်းဝိရတိသီလလို့လည်းခေါ်ဆိုရဲဆိုတာလ ీల မှတ်သားရပါတယ် विरटीतीला those who speak truthful words do good harmless duties and responsibilities and in blameless livelihood are observing viratitila in threefold way viratitila means shunning evil ways or avoidance of immorality and evil no di viratitila ဆိုတာကိုကောင်းသောစကားတွေပြောမယ်ကောင်းတဲ့အမှုကိစ္စတွေပြုမယ် ကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းညပြုဂျင်းဒီဆိုတော့ဒီဝိရတိစေတသိက်၃ပါးကတော့ဝိရတိသီလပဲဖြစ်တယ်ဆိုတာလည်လာမှတ်သားရပါတယ်။အဝိရတိသီလ those who practice five moral things five samora disciplines together with right ဒီသီလ၅ပါးကိုဖြစ်ကျင့်တဲ့သူပေါ့နော်ဒီတံဝရ၅ပါးကိုလိုက်နာကျင့်သုံးတဲ့သူเนาะတကယ်တာ with right ဒါကိုမှန်ကန်စွာကျင့်ကြတဲ့သူ Nobel Volition based on non greed alobha non hatred adotha and non delusion amoha are within the noble realm of awiriti tila non transgressions morality နော်ဒီအဝတ္တိတိလကစေတနာလို့နော်အအလောဘလို့အဒေါသအမောဟဆိုတဲ့တံဝရ၅ပါးနော်အဝိတိတ်ကမတရားတို့ပေါ့နော်ဒါတွေဟာအဝတ္တိတိလတွေပဲဖြစ်တယ်ဆိုတာလေလ ీల မှတ်သားရပါတယ် Logia Dila, if moral precepts are influenced by taints, defilements, outflows, otherwise, they become logia mundane Dila. Otherworld, ye, ayun pito, otherworld, yaru, e, ayun, a puke, kayado, tilaga, logia, tila, sura, lila, mataya, logodra, tila. If moral precepts are not mixed which sustains defilements, outflows, atawa, they reach the state of Lokottara Tila, the supramundane moral life. အာသဝတို့ရဲ့အာယုမဟုတ်သောအာသဝတရားတို့၏အာယုအပြုမခံရသောသီလကလောကုတ္တရာသီလပဲဖြစ်တယ်လို့လည်လာမှတ်သားရပါတယ်။ဟိနသီလ those who observe moral precepts with a view to get fame and recognition are known as observance or hinatila, lower type morality. ကျော်စောကုံတရင်ကိုလူလာပြီးတော့စောက်တီကျင့်သုံးအပ်တဲ့သီလကတော့ဟိနသီလဖြစ်တယ်လို့မှတ်သားရပါတယ်။မစ္စည်းမသီလ Those who observe moral precepts with a view to get higher realm divine states get middle state morality မစီမသီလကောင်းမှုရဲ့ဘဝချမ်းသာကို လူလားတောင်းတပြီးစောင့်ကျင်စောင့်စောင့်တည်ကျင့်သုံးအပ်တဲ့သီလကတော့เนาะမစီမသီလပဲဖြစ်တယ်လို့လ ీల မှတ်သားရပါတယ်ပဏိတသီလ those who observes moral precepts after deed knowledge of the dhamma and having noble and pure hearts get panita tila excellent morality တရားတော်ရဲ့မြင့်မြတ်မှုကိုနှလုံးသွင်းစောင့်တည်ကျင့်သုံးအပ်တဲ့သီလကတော့အမျက်စာဖြစ်တဲ့ပဏိတသီလဖြစ်တယ်လူလိလာမှတ်သားရပါတယ်အတ္တာဓိပတိယသီလ Those who taint oneself to keep away from beast evil and holy things by means of moral precepts get attadipatiya tila tila of self respect မိမိရဲ့မတင်လျော်သောအကျင့်အကြံတွေကိုစွန့်ပစ်လိုတာကြောင့်မိမိကိုမိမိအလေးဂရုပြုပြီးတော့စောင့်တည်ကျင့်သုံးအပ်တဲ့သီလကတော့အတ္တာဓိပတိယသီလပဲဖြစ်ပါတယ်။ Loka dipatiya tila, those who pay due regards to who shall blame him for evil weeds. And then observance of dila is made. They get a virtue known as loka dipatiya tila, moral restraint out of due respect to the world. Lumya ye ke ye shuncha jingu pesha lure. လူများကိုအလေးကရုပြုပြီးတော့စောင့်တည်ခြင်းသုံးအပ်တဲ့သီလပေါ့နော်ဒါကတော့လောကဓိပတိယသီလဖြစ်တယ်လူလီလာမှတ်သားရပါတယ်ဓမ္မာဓိပတိယသီလ those who pay high respect to the noble dhamma of the enlightened one and then observe their precepts get dhammadipatiya tila တိလဘာဂျူ coming out of dhamma respect တရားတော်ရဲ့မြင့်မြတ်မှုဂုံကျေးဇူးကိုပူဇော်လိုပြီးတရားတော်ကိုအလေးကရုပြုပြီးတော့စောင့်တည်ကျင့်သုံးအပ်တဲ့တိလကတော့ဓမ္မာတိပတိယာတိလဖြစ်တယ်လို့လည်လာမှတ်သားရပါတယ် Bhikkhu Tila Morality that is concerned with Bhikkhu is called Bhikkhu Tila. ယဟန်ယောက်ျားများဆောင်ထင်းတင်တော့ဆောင်ထင်းအပ်တော့တီလာကတော့ဘိက္ခုတီလာဘိက္ခုတီလာကတော့ဒီ229တောတိခါပုတ်ရှိတယ်လူတီလာမှတ်သားရပါတယ်ဘိက္ခုနီတီလာ morality that is concerned with bhikkhuni is called bhikkhuni tila ယဟန်မာရီနော်ဆောင်ထင်း အထင်းသိမ်းအပ်တဲ့သီလကတော့ဘိက္ခုနီသီလပဲဖြစ်တယ်။ဒီယဟန်မာရီစောင့်ထင်းသိမ်းတဲ့သီလကတော့331ပါးရှိတယ်လို့ဒီလာမှတ်သားရပါတယ်။အနုပတံပနသီလ Morality that is concerned with male nuvits and female call အနုပတံပန္တသီလ တာမဏီယောက်ျားတာမဏီမိန်းမဒီစောင့်ထင်းကျင့်သုံးအပ်တဲ့၁၀ပါးတီလာကတော့အနုပါတံပန္ဒတီလာပဲဖြစ်တယ်လူလီလာမှတ်သားရပါတယ်ကဟထာတီလာ morality that is concerned with live persons is called ghatha tila five precepts 8 precepts and 10 precepts လူတို့စောင့်သုံးအပ်တယ်နော်ငါးပါးတီလ၈ပါးတီလ10ပါးတီလဒါတွေကတော့ဂဟထတီလပဲဖြစ်တယ်ဆိုတာလေတီလမှတ်သားရပါတယ်ပကတိတီလ in human beings by nature in natural ethical way avoid stealing sexual misconduct lying taking harmful intoxicant drugs they get ပကတိတီလာလူတို့ကပေါ့နော်အဲတက်ရှိလူသားဒီလူတွေဟာတိခါပုငါးပါးကိုမကျူးလွန်တာပေါ့နော်ငါးပါးတီလာပေါ့နော်နော်ပဏတိပါဒအစရှိတယ်ပေါ့နော်ဒီသူတပါအတ္တတ္တာတွေသူတပါဥစ္စာခူယူခြင်းနေ ကာမဂုဏ်ဤမှားရင်းစွာကြင်ကြံခြင်းလို့ပေါ့နော်မှမမဟုတ်မမှန်တဲ့စကားပြောဆိုခြင်းမူရီမီလီယောစီတဲ့အယက်တီစာတောက်စားခြင်းတို့မှရှောင်ကျင်တဲ့ဒီသိခာပုံ၅ပါးကိုမကျူးလွန်တဲ့ပုံကိုယ်ရည်ပင်ကိုယ်သဘောအားဖြင့်ပြည့်စုံသောတီလာကတော့ပကတိတီလာပဲဖြစ်တယ်လို့လိလာမှတ်သားရပါတယ်ဗြဟ္မစရိယပင်စမတိလ apart from five moral precepts common to lay persons, morality which observes avoidance of sexuality, conduct of charity called Brahmacharya, Brahmasriya, Pinsamatila, five moral precepts for Liti 2. လူတို့ကပေါ့နော်ပါဏတိပါဒအစရှိတဲ့သိခာပုံ၅ပါးကိုမကျွလွန်ခြင်းဟာ ပင်ကိုသဘောဖြစ်လို့ပဂရီတီလာဖြစ်တယ်လို့ပြောခဲ့တယ်เนาะလူတို့စောင့်ထိန်အပ်တဲ့၅ပါးတီလာ၈ပါးတီလာ၁၀ပါးတီလာတို့အပြင်ဗိမစရိယပင်စမတီလာလည်းရှိပါတယ်အဲ့ဒီပဂတိ၅ပါးတီလာမှာကာမိတုမစ္ဆာစာရတိခါပုတ်အစအဗိမစရိယဟူ၍စောက်တီလိုက်လို့ရှိရင်တော့ဗောနောဗိမစရိယပင်စမတီလာပဲဖြစ်တယ်လူလိလာမသားရပါတယ် viramanitila when evils such as killing, stealing, etc., must be restrained, controlled, the morality is called viramanitila, moral restraint or avoidance of evil. Panati pada, no, sashide. Di shangjin bwedi, bono, kuna. Nizin something at the kangawa with shangjinjin. ဝိရတိစေတသိက်ပြဋ္ဌာန်းတဲ့ကုသိုလ်စေတသိက်စုကဝိရမဏိတိလာဖြစ်တယ်လို့မှတ်သားရပါတယ်စေတနာတိလာ when one's voluntary will or attitude prompts oneself to observe moral restraint it is called စေတနာတိလာ volition တိလာပါဏတိပါဒအစရှိတာတွေကိုပယ်ရှားရှောင်ရှားမှနဲ့ စိတ်ကို တွဲဆက်ဆွေးမြဲစေတဲ့စေတနာပေါ့နော်ဒါကတော့စေတနာတိလပဲဖြစ်တယ်ဆိုတာလိလာမှတ်သားရပါတယ် in this light တီလာအကြောင်းအမျိုးမျိုးတီလာတွေအမျိုးမျိုးကိုမျှဝေပြီးခဲ့ပြီးတော့ပြန်လည်သုံးသပ်ရမယ်ဆိုရင် mention of တီလာ virtue တမာတိ concentration ပညာ wisdom တိလသမารိပညာဆိုတဲ့သိက္ခာကြီး၃ရပ်မှာတိလကတော့ပထမသိက္ခာကြီးတစ်ရပ်ဖြစ်တယ်တိလ is a moral evolutions or refraining from evils တိလဆိုတာမကောင်းမှုမှန်သမျှကိုရှောင်ကျဉ်ထိမ့်သိမ်းပြီးမိမိရဲ့စိတ်ကိုဆုံးဖြတ်ထိန်းချုပ်နိုင်ရမယ်ဖြစ်တယ် benefits of တိလတိလကိုဆုံးထိန်းခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးတရားတွေများစွာရှိပါတယ်အဲ့ဒီထဲကမှ he mind is calm and clear တီလဆောင်ထင်းသူဟာကိုယ်စိတ်နှလုံးသားရချမ်းမြေ့မှုခံစားရမယ် plenty of followers အချွေအရံပေါ်မယ် plenty of wealth စီးစင်ဥစ္စာတွေလည်းချမ်းသာမှုတွေပြည့်စုံလာရှိမယ် spreading good reputation ကောင်းသောဂုဏ်သတင်းတွေပြန့်နှံ့တက်မယ် he is dearly loved by human beings လူများရဲ့ချစ်ခင်ကြည်ညိုမှုရရှိမယ်မင်းပရိသတ်အလေးကိုလည်းရဲဝင်စာချင်ကပ်ပြီးကြောင်းရွံ့ခြင်းကင်းစွာနဲ့ရှင်လန်းတဲ့မျက်နှာနဲ့ချင်ကပ်နိုင်မယ် He dines unconfused approaching your audience with cheerful face with fear မိမိရဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ထားတာကြောင့်မတွေ့မဝေသေးရမယ်အဆရှိတဲ့ ကောင်းကျိုးတွေခံစားကြရမှာဖြစ်တယ်ဆိုတာမျှဝေပေးရင်เนาะဒီတီလဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒီမှာပဲမျှဝေပေးမှုပြီးဆုံးသွားပါပြီ။